ရုရှားရင်းနဲ့တင်းမောကိုပြင်သစ်ထူတပ်ခွဲတွေကဝင်ရောက်စီးနှင်းစစ်ဆေးလို့ပြင်သစ်နဲ့ရုရှားကြားထဲမှာတင်းမောမှုမြင့်တက်သွားပြီဖြစ်ပါလေ။ပြီးခဲ့တဲ့တစ်ပတ်ကဥရောပမှာရှိတဲ့နေတိုးလေပိုင်းနဲ့တဲ့အတွင်းလှုပ်ဝက်ဆန်းကြတဲ့ drone တွေဝင်ရောက်ချင်းချောင်းမှုတွေအထူးသင့်တရားရှိနေတဲ့အနီးနားကရင်တန်းမှာရှိတဲ့တင်းမောသုံးစီးအနက်မှာရုရှားရင်းနဲ့တင်းမောကိုသာပြင်သစ်ထူတပ်ခွဲတွေကဝင်ရောက်စီးနှင်းကစုံစမ်းစစ်ဆေးမှုတွေပြုလုပ်လာတာဖြစ်ပါလေ။ ဒိမန်နိုင်ငံရှိဒီကလေးစကြီးလေးကိုပိတ်ရတဲ့အထိဒရုန်းများစွာဝင်ရောက်ခြင်းမှာနေတိုးနဲ့စစ်ခင်းမှုကျင်းစီနေပေါ်ရတဲ့ပူတင်ရဲ့ရုရှားလက်ချက်တွေယူဆထားပါတယ်။ဒီလိုဒရုန်းတွေတူးချက်ဝင်ရောက်လာချိန်ဘော်တစ်ပင်လယ်တွင်မင်းမွေးမှာရုရှားရဲ့တက်ရှယ်ဒိုရေရည်စုလက်အောက်အလုံးလုံးနဲ့ပုံရတဲ့တင်မောသုံးစီးဟာဒရုန်းလွတ်တင်မှုမှာဒိကပါဝင်တယ်လို့ယူဆနေပါတယ်။ပြည်သူရဲ့လာပေါ်ရှင်တဲ့ဌာနကဒီတင်ရရှိတဲ့တင်မောသုံးစီးအနေမှာ PUSHPA ဆိုတဲ့ရေနံတင်းမို့ကိုစိတ်နာဇာရီကံဝင်တဲ့ဒေသမှာပြင်သစ်ထုတ်ဖို့ဝင်နေတင်းမို့ပေါ်ထီတက်ရောက်စီးနေပြီးပြင်းထန်တဲ့ပြမှုကျွလွန်သူတွေပေါ်အစွမ်းကုန်စစ်ဆေးဖော်ထုတ်ဖို့စ조사နေတယ်လို့ပြည်သူ့တမန်ခရွန်ကကိုဗစ်ဟေကင်ထိပ်သီးစီးပွားမှာပြောသွားပါတယ်ဒီသင်္ဘောဟာရှေ့အတပီရှိပါတယ်စနေမော်ဆက်ရှင်လေးကရုရှားမှာ ရှိတဲ့ USD လူကာဆိုတဲ့ရွာလေးကြီးမှသာစိုက်ကပ်ထားဆဲဖြစ်ပါတယ် အဲ့နောက်စိန့်ပီတာစဘတ်နီမှာရှိတဲ့ရုရှားစစ်ကံကိုခုံမောသွားပြီးဖင်လန်ပင်လယ်ကွေ့တစ်ဖက်ချင်ရောက်သွားကနောက်ဒေသပြန်မထွက်မီစင်နာရီကြာရှိနေခဲ့ပါတယ်။ဒိမတ်လေးစိတ်ပေါ်ရုံးနဲ့ကျူးကျော်ပြင်းတဲ့စတေမန်၂၂မှာပိုလန်စီဒီမာဒီဒိမတ်ကိုင်းလန်ဒေသတိဒီရင်နဲ့ဒေသမောခုံမောရောက်ရှိလာလို့တိုက်ဆိုင်မှုတွေရှိနေပါတယ်။နောက်ရနေမှာဒီသင်းမောဟာဒိမတ်လုံလန်းကျုံကြီးရောက်လာပြီးနောက်ရမှာဒိမတ်ကုံမကြီးနဲ့ကလေးရရှိတဲ့ Great Bear ရေလက်ချောင်းဝင်လာပါလေ စနေမ28မှာပြည်သက်ကံလုံးဒေတာကိုဥတီရောက်ရှိလာပြီးဘယ်နိုင်ငံသားဖြစ်တယ်ဆိုတော့ကိုမေးမြန်းရမှာလည်းမဖြစ်သလိုခွင့်ပြုချက်မရှိဘဲပြည်သက်ရဲ့ပိုင်နဲ့ထကျူးကြော်လာလို့ခုလိုစီးနင်းခဲ့ရတာဖြစ်ပါလေဒီမတင်ကဝေရရုရှားနဲ့ချိန်ဆမှုရှိတဲ့တင်ပေါ်သုံးစင်းလုံးဟာနောက်နိုင်ငံများမှာရုရှားနဲ့ပတ်သက်မှုကြောင့်ပိတ်ဆို့ရေးယူထားတဲ့တင်ပေါ်တွေသာဖြစ်တယ်ဆိုပါတယ်ရေကြောင်းချက်ပြစနစ်ရ Astro 1တင်ပေါ်နဲ့ Oslo Carrier 3တင်ပေါ်တွေဟာလည်းဒိမတ်အတွက် drone တွေကျူးကြော်ရောက်ချေအနည်းဆုံးကိန်းလေးဒေသမှာရှိနေခဲ့ပါတယ် ဒီချင်းချုံမှုဟာနေတိုနိုင်ငံလေးပေါ်ရောက်လာလို့ဥရောပကောင်းဆောင်များစီဝေးကျင်းပါပြီးရုရှားနဲ့ထိစပ်နိုင်တဲ့နိုင်ငံနယ်နိမိတ်တွေမှာဒေါင်းကောက်ရဲ့မဟာတရားကြီးတိဆောက်ဖို့အတည်ပြုခဲ့ကြပြီဖြစ်တယ်လို့သိရပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။အမေရိကန်နိုင်ငံနယူးယောက်မှာပြေးလမ်းပေါ်လေယာဉ်စီးတိုက်မိမှုဖြစ်ပေါ်ပါတယ်။အမေရိကန်နိုင်ငံနယူးယောက်မြို့ကလေဆိပ်တစ်ခုမှာ ဒေတာလီကြောင်းလိုက်ပိုင်းလေးနှစင်းပြေးလန်းပေါ်တိုက်ဝင်ခဲ့ပြီးတစည်းကအတောင်ပံပြုတ်ခတ်သွားပါလေ။အော်တိုဘာတရနေ့ညပိုင်းကဖြစ်စင်တော့လေးနေဟာပြေးလန်းပေါ်မှာအရှိန်ခပ်ဖြစ်ဖြစ်နဲ့သာမောင်းနေခဲ့လို့စစောဝါထိခိုက်မှုဖြစ်သွားခဲ့တာပါ။လေးမူကန်တယောက်တန်းအားနေခြင်းရပေမဲ့လေးနှစင်းကစစုပေါင်းခီးသ85ဦးလုံးဘေးကင်းခဲ့တယ်လို့တော့သိရပါလေ။ပြည်တွင်းခီးစဉ်တွဲပြန်တမ်းပြေးဆွဲလေးရှိတဲ့ CRJ 900 Jelly 20ကို Data Log ခိုင် Aniba Air လေကြောင်းလိုက်ကတောင်းယူထားတာပါ လစီလောက်ကပင်မပြေလန်စီခပြေးမောင်းနေရကနေအချင်းချင်းချိန်မိကုန်တာလို့ဆိုပါတယ်ဒီပြဿနာကြောင့်ခီးတဲ့တွေကိုလင်းရင်တွေပေါ်ကနေရွှေပြောင်းစီခဲ့ရပြီးပြန်တန်းထုတ်ခေါ်ဖို့စဉ်းစားတဲ့လင်းရင်ပစည်းပေါ်ကခီးတဲ့တွေကိုတော့လင်းရင်စားထုတ်ပေးခဲ့ရပါတယ်ဒါတာကတော့အဲ့ဒီကြတော့တွင်ခီးတဲ့တွေကိုဟိုတယ်မှာနေအချာထားပြီးစားရတော့ရေးစီပေးခဲ့ရပါတယ်လေနစီဘလို့ဖြစ်တမိတိုင်းမိခဲ့လဲဆိုတာအတိအကျမသိရပါဘူးအမေရိကန်မှာဒေါ်နယ်ထရန့်သမ္မတဖြစ်လာတဲ့နောက်ဖက်ဒရယ်30ကို short ချဖို့ဆိုပြီး အေဂျစီများပြားကဝန်ထမ်းတွေကိုလောက်ထုတ်ပြက်ကန်းနဲ့လေကြောင်းထိန်းသိမ်းထဏဝန်ထမ်းတွေလည်းပါသွားပါလိမ့်အဲဒီနောက်မှာအမေရိကန်လေကြောင်းထိန်းသိမ်းနဲ့ပတ်သက်လို့လုံခြုံရေးဆိုင်ရာစိုးရိမ်မှုတွေရှိခဲ့တာပါခုဖြစ်စဉ်မှာအင်ဒီဗာခီးစင်မှာ5115လေဟာဗာဂျီးနီးယားကိုပြန်တန်းထောက်ခါဖို့ပြင်မာလေစိတ်ကိုလက်ကလောဆိုင်ရောက်လာတဲ့ခီးစင်အမှတ်9049ကိုတိုက်ခဲ့တာဖြစ်ပါလိမ့် data လေကြောင်းလိုက်ကတော့ဒီကိစ္စမှာဘလို့အမှားကြီးကြုံလဲဆိုတာစစ်စေးဖော်တော့ဖို့သက်ဆိုင်ရာအာဏာပိုင်ဖွဲ့စည်းတွေနဲ့ပူးပေါင်းသွားမယ်လို့ပြောပါတယ် ။လေဆိပ်တောင်ရှိသူတို့ကတော့အသေးစားမတော်တရားမှုဖြစ်ပွားခဲ့တာလို့ DPP လေဆိပ်ရဲ့ပုံမှန်လုပ်ငန်းတွေကိုဘာနှောက်ရှက်မှမဖြစ်စေဘူးလို့မှတ်ချက်ပေးသွားပါတယ်။နောက်ထပ်သတင်းမုတ်ပြောချင်ပါတယ်။ဂါဇာကူညီပေးရေးရင်အုပ်စုလည်းဟန်တာခံရပြီဂါဇာမှာအစ္စရေးတပ်ခိုက်မှုကြောင့်လူ60ကျော်သေဆုံးတယ်လို့သိရပါတယ်ဂါဇာကမ်းမြောင်အတွက်ကူညီတွေတည်ဆောင်လာတဲ့ရေရင်တွေကိုအစ္စရေးရဲ့တပ်သင်းကောင်တွေကဟန်တာလိုက်ပြီးလိုက်ပါလာတဲ့တကြွလှောက်ရှားသူတွေကိုထိန်းသိမ်းလိုက်ပါလေ အော်တိုဘတ်ရဲ့နောက်ပိုင်းဂါဇာကမ်းခြေနဲ့ရေမိုင်80กว่าလောက်ရောက်မှာဝင်ရောက်စီးနှခံရတာဖြစ်ပြီးအီဇရဲလ်စစ်ကမ်းတစ်ခုခေါဆောင်သွားခဲ့တယ်ဆိုပါတယ်။လူစင်း90မိဘနဲ့လူ900လောက်ပါဝင်တဲ့ Global Summit Flotilla ရေရင်အုပ်စုဟာဂါဇာရဲ့ရေကြောင်းထွက်ပေါက်ပိတ်ဆို့ခံထားရတာ၊ကုမ္ပဏီတွေဝင်ရောက်ခွင့်ကန့်သတ်ခံထားရတာကိုမိမောင်းထုတ်ပြဖို့လူသားချင်းစာနာမှုကုမ္ပဏီတွေကိုတင်ငေရသဘောပမာဏလောက်သာယူဆောင်လာတာပါ။ဒီအဘက်မှာဆွေးနွေးသဘောပေါင်းခြင်းတကြွလှောက်ရှားသူ Greater Thomas ရစင်မင်ဒလာရဲ့မြေမင်ဒလာမင်ဒလာနဲ့ဥရောပလူတော်မဲ့ချိုလဲပါပါတယ်။အစ္စရေးဘက်ကတော့ဒီလှုပ်ရှားမှုဟာလူသားချင်းစာနာမှုအတွက်မဟုတ်ပဲရန်စားတဲ့လုပ်ရလို့ပြောသွားပါတယ်။ရင်အိုဆိုဘကတော့သူတို့တင်မိုရီကိုနိုင်ငံတကာရေပိုင်နက်မှာတရားမဝင်စီးနင်းခဲ့တာဖြစ်ပြီးဒါဟာဆေးရဆုမှုလို့ပြောနေပါတယ်ဒီစီးနင်းမှုကိုတူပီနိုင်ငံခြားရေးဝန်ကြီးဌာနကအကြမ်းဖက်လို့ရလို့ပြောပြီးအီတလီနိုင်ငံတော်မှာလည်းဆန္ဒပြမှုတွေဖြစ်ခဲ့ပါတယ်ပြီးခဲ့တဲ့ပတ်ကလည်းဒီရင်အိုဆိုဘဒရုန်းတွေက Stan Garnett တွေရာရင်စီတဲ့အမှုတွေကျဲချတိုက်ခတ်ခဲ့ပါတယ်။ဒီဟန်နာမှုကတော့မြန်နေနေနဲ့ကိုလံဘီယာသမ္မတကတော့ကျန်ရှိတဲ့အစ္စရေးတနမန်အားလုံးနိုင်ငံကနေနှင်ထုတ်ပြီးဒါဟာနိုင်ငံကရာဇဝင်မှုလို့ရှုတ်ချပါတယ်။ဒါအပြင်ကိုလံဘီယာဟာအစ္စရေးနဲ့2020ကတည်းကချုပ်ထားတဲ့လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်ကိုလည်းဖျက်သိမ်းပါတယ်။အနည်းဆုံးနိုင်ငံသား9ယောက်ထိန်းသိမ်းခံရတဲ့အိုင်ယာလန်ဆိုရကလည်းအခြေအနေစိုးရိမ်ကြောင်းထုတ်ဖော်ပြောထားပါတယ်။ ဂါဇာကမ်းမြောက်မှာအာယုန်တက်ချိန်ကလေးကအစ္စရေးတိုက်ခတ်မှုကြောင့်အနည်းဆုံးလူ60ကျော်သေဆုံးခဲ့တယ်လို့အဂျာစီယာသတင်းဌာနကပြောပါတယ်။အစ္စရေးကဂါဇာကိုထပ်ပြီးဗုံးကျတိုက်ခတ်လို့ဂါဇာကမ်းမြောက်မှာပေါက်ကွဲမှုတွေမိခိုးလုံးတွေကိုအစ္စရေးတောင်ပိုင်းကနေအော်တိုဘတ်တရက်မနက်ပိုင်းကမြင်ခဲ့ရပါတယ်။ အစ္စရေးလေအနေနဲ့တင်ကားတွေကလူနေရပ်ကွက်တွေကိုညာလောပေါက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အစ္စရေးကဂါဇာမြို့ကိုထပ်ပြီးဘုံကျဲတိုက်ခိုက်လို့ဂါဇာကမ်းမြောင်ဒေသမှာပေါက်ကွဲမှုတွေမိခိုးတော့တွေကိုအစ္စရေးတောင်ပိုင်းကနေတွေ့ခဲ့ရတယ်ဆိုပါတယ်။အစ္စရေးတင်ကားလေးတွေလေရင်တွေကလူနေရပ်ကွက်တွေညာလောပေါက်ပစ်ခတ်ခဲ့တယ်လို့မျိုးကန်တွေကပြောပါတယ်။ကာဗာကမ်းမြောင်တော်ကအစ္စရေးစစ်တပ်ကပြစ်လို့အော်တိုမတီးရဲနေမှာလူ35ဦးထဲမှာတေဆုံးခဲ့တယ်လို့ဒေသန္တရကျမရဲ့အာဏာပိုင်တွေကပြောခဲ့ပြီးတေဆုံးမှုများစွာကဂါဇာမြို့ကနေပါ ဂါဇာမျိုးတော်မှာပြင်းထန်ပုံကျတဲ့ခံမှုကြောင့်လူတွေကိုတောင်ပတ်စီထွက်ဖို့အမေအစ်စ်ထုတ်ပြန်ပြီးသူတို့ကိုမြောက်ပိုင်းစီပြန်ဝင်ပြုမှာမဟုတ်တော့ဘူးလို့ပြောပါတယ်။ဂါဇာကောင်ကမ်းခြေမြောင်ဒေသတောင်ပိုင်းခရိုနစ်မှာကယ်ဆယ်ရေးကူညီရဖို့ကြိုးစားသူမျိုးတည်ဆုံခဲ့ပါတယ်။ဗရိတ်သမားထွန်ဂါဇာကမ်းမြောင်စီမံကိန်းကိုဟာမတ်စ်တွေကဒုတိယမြောင်လေးဖြစ်ပြန်သုံးသပ်နေတယ်လို့ဟာမတ်စ်တပ်မှုတွေကပြောပါတယ်။တခြားပါလက်စတိုင်းဖွဲ့ခွဲတွေကကမ်းလွန်မှုကိုပယ်ချခဲ့သလိုပါလက်စတိုင်းစစ်သွေးကြောအဖွဲ့နဲ့နှစ်နှစ်နီးပါးကြာစစ်ပွဲဆုံးသက်ရေး ထရန့်ရဲ့ဆိုပြချက်ကိုဘင်ဂျမင်နတန်ယာဟုက ထောက်ခံခဲ့ပြီးအခုဒီလိုမျိုးမှာထရန့်ကဟာမတ်ကိုတုံ့ပြန်ဖို့၄ရက်အချိန်ပေးထားတာဖြစ်ပါတယ်။နောက်ထပ်သတင်းမှပြောချင်ပါတယ်။မော်ရိုကိုနိုင်ငံမှာဂျန်ဇစ်လူငယ်တွေဦးဆောင်တဲ့ဆန္ဒပြပွဲတွေနေနေလူနှုတ်ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။အာဖရိကမြောက်ပိုင်းအဂါဒီယာဒေသနီးအယ်ကာလီယာမြို့မှာဂျန်ဇစ်လူငယ်တွေဦးဆောင်တဲ့ဆန္ဒပြပွဲမှာလူငယ်တို့ခွဲ့တွေက လက်လက်လူလူကြိုးစားသူတွေကိုတားဆီးဟာလူနှုတ်ဦးတည်ဆုံပါလေလူတစုကိုတားဆီးရင်လူကြိုးတစ်ခွက်ကတရက်နဲ့ပြစ်လို့ လူသေးဆုံးဦးနဲ့တူဒဏ်ရာမှုတွေလည်းရှိခဲ့ပါတယ်။ဒီဖြစ်စဉ်ဟာလူမှုတိုင်းဝိုင်းတွင်တရားမျှတမှုရှိစေရေးအတွက်တောင်းဆိုတာဖြစ်ပြီးအစိုးရစန့်ကျင်ဆန္ဒပြမှုကြောင့်ခုလိုလူသေးဆုံးမှုရှိလာခဲ့လို့အခြေအနေပိုဆိုးသွားပါတယ်။အဲဒီဆန္ဒပြဘော်ဒီကပြီးခဲ့တဲ့စက်တင်ဘာ29ရက်နေ့ကစပြိုးခဲ့တာဖြစ်ပြီးပိုကောင်းတဲ့ပညာရေးစနစ်နဲ့ကျန်းမာရေးဆောင်ရှားမှုရဖို့အစိုးရကိုတောင်းဆိုခဲ့တယ်လို့သိရပါတယ်။ဆန္ဒပြဘော်ဒီကိုဂျန်စီ121လို့သူ့ဘာသူနာမည်ပေးထားတဲ့လူငယ်ဖွဲ့ကအစီအစဉ်ခဲ့တာပါ။ တို့ကဘယ်သူလဲဆိုတာဖော်ထုတ်ဝန်ခံခြင်းလည်းမရှိပါဘူးအဲ့ဒီဖွဲ့ကအခုလိုလူစုလူဝေးနဲ့တောင်းဆိုမှုတွေကြီးထွားအောင် TikTok Instagram နဲ့ Discord လိုမျိုး game ဆော့တဲ့ app တွေကိုတုံးပြီးစီးရုံးလှုပ်ဆောင်ခဲ့တာဖြစ်ပါလေစလားပြလို့ဆိုအောင်လုံချုံရေးတဖွဲ့တွေခြားတဲ့နေရာတွေတင်းဝင်စီဖို့ကြိုးစားတဲ့အခါမိခိုးဘုံနဲ့တောင်းဆိုလို့မရလို့တနက်နဲ့ပြစ်ခဲရတာလို့ဒေသအခံအာဏာပိုင်တွေကပြောပါလေတော်သားရဲလူကြီးကဓာရိုက်တော်တွေကင်ထားပြီးလုံချုံရေးတဖွဲ့အဆောက်အဦအစိပ်ပိုင်းတစ်ခုနဲ့ရင်းတစည်းမီးရှို့ဖို့ကြိုးစားခဲ့ပါလေတန်ရသူဘယ်နှဦးရှိလဲဆိုတာတော့အသေးချာမသိရပါဘူး မာရိုကိုမှာလည်းခုဂျန်ဇက်တိုးဝန်တို့လှုပ်ရှားမှုဟာအာရှနဲ့လက်တင်အမေရိကမှာရှိတဲ့လူငယ်တွေဦးဆောင်တဲ့ဆန္ဒပြပွဲခင်ရကြအောင်စိတ်ကူးရခဲ့တာလို့သိရပါတယ်။အွန်လိုင်းချိတ်ထားတဲ့သူတွေရဲ့ Discord ဆာမှာအဖွဲ့ဝင်ရေအတွက်ကပြီးခဲ့တဲ့သတင်းဘက်က3000ကနေဒီနေ့3300ကျော်ထိခုန်တက်သွားပါတယ်။ဒါကိုကြည့်ရင်သူတို့ဦးဆောင်တဲ့လှုပ်ရှားမှုဆိုတာဘလောက်အရှင်အဟုန်မြင်မြန်ကြီးထွားလဲဆိုတာသိတာထင်ရှားပါတယ်။မာရိုကိုအာနာမန်ကတော့အစာပိုင်းမှာဆန္ဒပြပွဲတွေနှင်းနေဖို့ကြိုးစားခဲ့ပြီးမြဲ ီးခဲ့တဲ့စင်မာ30ညပိုင်းမှာဆန္ဒပြမှုကအကြီးကျယ်မငြိမ်သက်မှုဆင့်ထင်းမြင့်တက်လာပါတယ်။လုံခြုံရေးတပ်ဖွဲ့တွေကဆန္ဒပြသူတွေကိုဝိုင်းဖမ်းပြီးလုံလင်းကားတွေပေါ်ဇော်တင်တွဲဆွဲတင်နေတာကိုရိုက်တာသတင်းဌာနရဲ့တပုံတွေမှလည်းမြင်တွေ့ရပါတယ်။နောက်ထပ်သတင်းမှပြောချင်ပါတယ်။စစ်ဖြစ်နေတဲ့ယူကရိန်းနိုင်ငံအိုဒဇာမှာရေလွှဲမှုကြောင့်လူကိုဦးတည်ဆုံးခဲ့တယ်လို့သိရပါတယ်။ဒါဟာယူကရိန်းအတွက်ထုံးနှက်ချက်တစ်ခုဖြစ်သွားပါတယ်။ယူကရိန်းနိုင်ငံတောင်ပိုင်းအိုဒဇာနဲ့အနီးဝန်းကျင်ခံမှာဆိုးဝါးရရာသီဥတုနဲ့ရေလွှဲမှုကြောင့်ကလေးတူပါဝင်လူကိုဦးတည်ဆုံးခဲ့ပါတယ်။ ထိခိုက်ပျက်စီးမှုကနေရုန်းကန်နေရပြီးကဲဆဲသမားတွေညာလုံးပေါ်လွတ်လွတ်ခဲရကြောင်းပြည်내ရေးဘော်ဝန်ဆောင်မှုဌာနကပြောပါတယ်။ရေးဘော်ကဲဆဲတို့သားတွေကရေထဲမှာပိတ်မိနေတဲ့လူငယ်တွေကိုဘေးလို့ရခေါင်းဆောင်ပေးခဲ့ပြီးကားတွေကိုလည်းရွှေ့ပေးပြီးအဆောက်အုံတွေကရေတွေကိုဆုတ်ထုတ်ခဲ့ရပါတယ်။ဒါအပြင်ပျောက်ဆုံးနေတဲ့မင်းကြီးတရားကိုလည်းခြေရကန်ရှာဖွေခဲ့ပြီးမလဲစောပိုင်းမှာပြန်ရှာတွေ့ခဲ့ကြောင်း Telegram channel တွေကသိရပါတယ်။အချိန်9နာရီတွင်မှပဲဦးဒေသာမြို့မှာနှစ်လားသာနေပါမိုးရွာသွန်းခဲ့တယ်လို့မြို့တော်ဝန်ကပြောပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေဆက်ပြီးတော့လုပ်နေရမှာစုစုပေါင်းလုပ်ပေါင်း360ကျော်ကယ်ဆယ်နိုင်ခဲ့ကြအောင်အရေးပေါ်ဝန်ဆောင်မှုဌာနကထပ်လောင်းပြောပါတယ်။နောက်ဆုံးသတင်းပုတ်ပြောချင်ပါတယ်။အင်ဒိုနီးရှားစာသင်ကျောင်းပြောင်းချမှုမှာပိတ်မိသူ60နီးပါးတေဆုံးသွားပြီလို့ယူဆရပါတယ်။အင်ဒိုနီးရှားကပြိုကျသွားတဲ့ကျောင်းဆောင်ကပိတ်မိသူ60နီးပါးလုံးတေဆုံးသွားပြီလို့ယုံကြည်ရကြောင်းကယ်ဆယ်ရေးအဖွဲ့တွေကပြောပါတယ်။ ဒီဖြစ်စဉ်ကစတေမာ30နှစ်ကလေးကဖြစ်ခဲ့တာပါအရှိကြဘာမှရှိနေတဲ့အစ္စလာမ်ရဲ့အကြောင်းအကျောင်းစာဘာသာရေးအကြောင်းတစ်ခုမှာတုံတက်အဆောင်ကို၄တက်ဖြစ်ချဲ့တွင်ဆောက်လို့ရင်ပြိုကျသွားတာဖြစ်ပါလေအဲ့ဒီဖြစ်စဉ်ကြောင့်နေလပန်ဝတ်ပြုတဲ့ကလေးတွေသင်ကြားဝင်နေတဲ့ဆောက်လို့တဲ့သမားတွေဟာပြက်စီးတဲ့အောက်ပြီးမိကုန်ပါလေအော်တိုဘန်ရဲ့နေ့ဒီအချိန်လေးရအလောင်း၅လောင်းအသက်ရှင်ကျင်းသူ၅ဦးရှာတွေ့ထားပြီးတန်ချီများပြားတဲ့အဆောင်အုံကြီးရောက်မှာတော့လူပေါင်း60နီးပါးပြည့်မိနေပါလေ။ နောက်ပိုင်းမှာကေဇေအဖွဲ့တွေကအဲ့ဒီနေရာမှာသက်ရှင်ကျင်ရည်သူတွေရှင်းနေကြလားလားလုံးဝမထောက်လန်းမိတော့ဘူးလို့ဝန်ခံပါတယ်။ဒါဟာပြည်စည်းတွေရှင်းလုပ်ပြီးနောက်မှာသက်ရှင်လေးကလွတ်မြောက်လာသူတွေထပ်မတွေ့နိုင်ဘူးလို့ယူဆတဲ့သဘောပါ။လူခဏကိုပူချိန်ကိုတိုင်းတာတဲ့ဒေါ်လေးပါဝင်နေပညာမြင့်ပစ္စည်းကူရတွေအသုံးပြုပေမဲ့အောက်ခြေမှာသက်ရှင်သူရှောင်မတွေ့တော့ဘူးလို့နိုင်ငံပိုင်မီဒီယာတွေကပြောပါတယ်။အဲကောင်စင်ဒီဘာသာရေးကြောင့်ပြက်စည်းပုံနာမှာလာရောက်ဆွေးပြီးသတင်းဆောင်တဲ့မိဘတွေကတော့ဒီယူဆကိုလက်မခံနိုင်ပဲအလောင်းတွေရှောင်မတွေ့မှချင်းလက်မလျှော့ဘူးလို့ဆိုပါတယ်။ ကယ်ဆယ်ရေးဌာနကြီးကလည်းမဖြစ်နိုင်တော့ဘူးလို့ပြောပါတယ်။လက်ရှိမှာကယ်ဆယ်လုပ်ငန်းတွေကိုတော့ဆောင်ရွက်နေသေးပါ။ကယ်ဆယ်လုပ်ငန်းတွေဟာတင်မွှေးရှုပ်ထွေးလုံးလို့သတိထားလုပ်နေရတယ်လို့ဆိုပါတယ်။တနေရာမှာလုံနဲ့တူဖောက်တဲ့အခါတုံခါမှုကတခြားတနေရာမှာပြိုကျမှုဖြစ်ပေါ်မှာစိုးရိမ်နေရပါတယ်။ဒီတော့ကယ်ဆယ်ဘွက်တွေကမြေအောက်ကနေလိုင်ကောင်းဖောက်ပြီးပျက်စီးပုံအောင်တဲ့ဝင်နေမှုစူးစမ်းနေရပါတယ်။ဒါပေမဲ့မြေပြူတာတစ်ခုတည်းကလည်းမြေပြိုကျနေတာပါဝင်အန္တရာယ်တွေအများကြီးလည်းရှိနေပါတယ်။ အင်ဒိုနီးရှားမှာဆောင်းလုပ်ရေးဆိုင်ရာကြံ့ခိုင်မှုစံနှုန်းကိုအတိအကျမလိုက်နာပဲတည်ဆောက်ထားတဲ့အဆောင်အအများအပြားရှိပါတယ်။ဒီအတွက်လူထိခိုက်သေဆုံးတဲ့ပြိုကျောက်မှုတွေပကြခဏကြားလေးရှိပါတယ်။စနေမာလာဇမ်ဘက်ကလည်းဘာသာရေးဆောင်တစ်ခုပြိုကျလို့လူသုံးထက်မနည်းတည်ဆုံးခဲ့ပါတယ်။